စက္ကူရှင်တက်တဲ့ပြမသူကျိုးတွေကိုဖျက်တောက်ပြနေဖို့အတွက်သူတို့အားထားရကပ္ပဆက်စစ်ရုံတို့ကိုအရခတ်တုနဲ့ပူပေါင်းတက်တွေကတက်ခိတ်သိမ့်ပိတ်တာတို့ကိုလုံဆောင်နေဖို့လိုအပ်တယ်လို့မြန်မာစစ်ဖြေးရေးရနဲ့လုံချုံရေးဆိုင်ရာလိမ့်လာရေးအဖွဲ့ MTS အင်ကသုံးသပ်ထားပါတယ်ဒီကပ္ပဆက်စစ်ရုံကစက္ကူရှင်တက်တဲ့အတွက်စလနဲ့ခရံနဲ့လေချောင်းပုံထုတ်လို့ရတဲ့အပြင်စစ်ကောင်စီတပ်တွေရဲ့တိတ်ဆွန့်အားကိုပယ်မဖြစ်အားပေးနေတယ်။လက်နက်ငယ်ကြီးထုတ်လို့ရတဲ့အတွက်အရေးပတ်နေတဲ့အကြောင်း ရခတက်တော်နဲ့တူလိုင်းရင်တက်တွေဟာဒီကပ္ပစာတွေကိုတက်ခိတ်သိမ့်ပိတ်ဖို့လိုအပ်နေတာဖြစ်တယ်လို့ဆိုတာပါတဲ့အရခတက်တော်ဟာရခိုင်နဲ့နိမိချင်းတိဆက်နေတဲ့ပြမပိုင်ထုစစ်တွေပြင်ဆင်လာချိန်မှာဒီရခိုင်နဲ့နိမိချင်းအဆက်မှာရှိတဲ့ကိုတိုင်းနဲ့ကိုရင်းတွေကစစ်ကောင်စီတက်တွေရဲ့ပြမတွေ့ကြတွေဖြစ်တဲ့ကပ္ပစာစစ်ရုံတွေကိုချင်းချောင်မှုရှိလာနိုင်တဲ့အထိရှိလာနေခဲ့တယ်လို့လည်း MS အင်ကဆိုတာပါတဲ့ အရခတက်တွင်ပူပေါင်းတက်တွင်ဟာပြီးခဲ့တဲ့အော်တိုဘာလ14ရက်နေ့တွင်မှလည်းပကံကွေးရွာနာမရှိတဲ့စစ်ကောင်စီတက်စကန်ကိုတင်ပိတ်နှိပ်ခဲ့ပြီးတော့အရခတက်တွင်ပူပေါင်းတက်တွင်တင်ပိတ်လိုက်တဲ့နေရာဟာပဲခူတိုင်းအနောက်ပိုင်းဗဒောင်မြို့နယ်အတွင်းမှာရှိနေတဲ့ကပ္ပစာ5ကပ္ပစာ6ကပ္ပစာ9ကပ္ပစာ6တက်တွင်လည်းတိုက်မွေးတဲ့နေရာတွေလေးဖြစ်ပါတယ်။တစ်ဖက်မှာလည်းမကွေတိုင်းအစအမ်ဗဒန်လမ်းမပေါ်မှာရှိနေတဲ့နှက်ရကံဘီဝါကောင်းစခန်းကိုအရခတ်တက်တွင်လည်းပူပေါင်းတက်တွေဟာထိုးစစ်ဆက်တက်ခိုက်နေတဲ့ပြန် စက်ကမချတက်တွေရကပါစာဆစ်လက်အနီတဝဲထိကိုလည်းထုတ်စစ်တွေရောက်လာနေတာလည်းဖြစ်ပါတယ်ဒီကပါစာဆစ်ယုံတွေထိကပကိုတဲ့အနောက်ပိုင်းဒေါင်းမြို့နယ်အုတ်ချစ်ပင်မြို့ညောင်ချတောက်ကျေးရွာနီးမှာရှိတဲ့ကပါစာ6ဆစ်ယုံဟာစက်လက်နဲ့ထုတ်လုပ်မှုအပိုင်းတွေမှာလိုအပ်တဲ့တန်တဲ့သတ္ထုတွေကိုအဓိကထုတ်လုပ်ပေးနေတဲ့ပြမအထောက်ကူပြုတက်ဖြစ်တဲ့အတွက်အရခတ်တက်တွေနဲ့ပူပေါင်းတက်တွေဒါဒီကပါစာ6ဆစ်ယုံကိုတက်ခိုက်နိုင်ခဲ့မယ်ဆိုရင်စက္ကမချက်တွေရဲ့လက်နဲ့ထုတ်လို့ရအပိုင်းတွေကို ကြီးမားစွာတည်ရောက်မှုရှိသွားမှာဖြစ်ပြီးတော့ စက်ကောင်စီတပ်ဟာတက်ခင်မှုအပြုတ်တော့မှာဖြစ်တယ်လို့လည်း MDSI ကဆိုရပါတယ်။ဗတောင်မြို့နယ်တမန်ရှိနေတဲ့စက်ကောင်စီတပ်ရဲ့ကပ္ပစာ9နဲ့ကပ္ပစာ6တပ်တွေဟာလည်းလွတ်တဲ့လက်နက်ခရံနဲ့ဘုံလက်နက်တွေကိုအဓိကထုတ်လုပ်ပနေတဲ့ဗမာအထက်ကူပြုတ်တပ်တွေလည်းဖြစ်ပါတယ်။အဲ့ဒီတဲကမတုံရံနဲ့ရခိုင်ရုံမအရှင်မှာရှိတဲ့ကပ္ပစာ6အနည်းကိုလည်းအာရဖတ်တပ်တွေရဲ့ထုတ်စစ်တွေဟာရောက်ရှိလာနေပြီးတော့ကပ္ပစာ9နဲ့ကပ္ပစာ6နေရာတွေကိုသာအာရခတ်တပ်တွေနဲ့ပူးပေါင်းတပ်တွေက တိမ့်ပိတ်နိုင်ခဲ့မယ်ဆိုရင်ကကထုတ်ရဲ့ခရံနဲ့ဘုံလင်းနဲ့တဲပြမထုတ်လုံမှုတွေကိုဖျက်တောက်နိုင်မှာလေဖြစ်ပါတယ်။ဒါ့အပြင်ကပ္ပစကူကတော့ဂျယ်လီယန်တက်သုံးလက်နက်ငယ်အမျိုးအစားတွေကိုပြမထုတ်လုပ်ပေးနေတဲ့အစီအုံတစ်ခုဖြစ်ပြီးတော့အဲ့ဒီနီးတဝိတ်နေရာတွေကိုလည်းအရခတ်တက်တော်ကထုတ်ဆက်အချိန်နဲ့ဝင်ရောက်လာနေတဲ့အတွက်လက်ရှိမှာတော့ကပ္ပစကူနဲ့စင်မင်ပက်လက်အကွာမှာရှိနေတဲ့တောက်ခုကြီးရအထူးကိုရောက်ရှိလာနေပြီလေဖြစ်ပါတယ်။ မကွေတိုင်းတိုင်းမှာရှိနေတဲ့ကပ္ပစက်စစ်လက်ထင်းမှာတော့အရင်တုန်းကလျင်ပြစ်ပခုံးထန်းဒုံးတွေကိုတက်ဆင်ထုတ်လုပ်ခဲ့ပေမဲ့လက်ရှိမှာတော့တခြားကပ္ပစက်စစ်ရုံတွေရဲ့လိုအပ်ချက်အရာတခြားကပ္ပစက်စစ်ရုံတွေရဲ့လိုအပ်တဲ့အစိုက်ပိုင်းတွေကိုထုတ်လုပ်ပေးနေတာတွေရှိနေသလိုချီလျင်တက်သုံးလက်နက်ငယ်အစိုက်ပိုင်းတွေနဲ့လေကြောင်းပေါင်းတွေအတွက် PCV လို့ခေါ်တဲ့စက်ကပ်ပုတ်တွေကိုထုတ်လုပ်ပေးမှုတွေကိုလှုပ်ဆောင်နေတာလည်းဖြစ်ပါတယ်အဲဒါကြောင့်ဒီကပ္ပစက်စစ်လက်ကိုချိန်ချောက်တိုက်ခိုက်လာနိုင်ခဲ့ရင် ကပ္ပစာ၂၁နဲ့ကပ္ပစာ၃တွေမှာတက်ဆင်နေတဲ့လေကြောင့်ဖုန်းထုတ်လုပ်မှုတွေကိုမြတ်စွာအကျွတ်သွားနိုင်မှာလေးဖြစ်ပါတယ်။